အားလုံးပဲမင်္ဂလာပါသူက sharing in Burma YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မလ16ရက်နေ့အဲသူက Sunday ပွဲစဉ်တွေကနေပြီးမှအကြိုက်ဆုံးတပွဲကောင်းရွေးချက်ပေးမဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်မနေ့ကကျွန်တော်တို့ဒီမလ15ရက်နေ့မှာကျွန်တော်ရွေးချက်ပေးခဲ့တဲ့အဲဘုံမောက်ပေါ့နော်နှစ်တင်ရွေးချက်ပေးတဲ့နေရာမှာဘုံမောက်ပေါ်ဒီကတော့1 2နဲ့ဒါစိတ်ပြတ်ပွဲရှုံးသွားတယ်ပေါ့နော်အဲ့ဒီတော့လည်းအများကြီးတောင်းပန်ပါတယ်တကယ်ကတော့ကျွန်တော်တို့ဒီဘုံမောက်နေနဲ့ ဲမနိုင်ဘူးဆိုရင်တော့မှရှုံးတဲ့အပိုင်းတော့မသွားတည်ဘူးပေါ့နော်။ကဲအဲ့ဒါတွေကျွန်တော်ထားလိုက်ပါတော့။နောက်တစ်ပွဲကတော့ Everton Bori နဲ့ Go Out ကိုရွေးချယ်ပေးတဲ့နေရာမှာကျွန်တော်ဒီ Go Out ကပပရပေးမိ။ Everton Bori ကလည်းပြားရှုံးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအပေါင်းမပြခဲ့ဘူးပေါ့နော်။အဲ့ဒါဆိုတော့ Sunday မှာကျွန်တော်အနေနဲ့အဲပို့ပြီးတော့အားထည့်ပြီးတော့ဒီနေ့ညသုံးသက်ပေးမယ်ပေါ့နော်။သုံးသက်တိုင်းကျွန်တော်အနေနဲ့ Premier League ကိုပဲအဲ့ဒါသုံးသက်ပေးသွားမှာဖြစ်ပါတယ်။ Premier League မှာတော့ Leicester Man U ဘွဲကို Leicester Man United ဘွဲစဉ်ကိုသုံးသက်ပေးသွားမှာဖြစ်ပါတယ်။ဒီဒီနှစ်သင်းကကျွန်တော်တို့ စူပါဆန်ဒီတနားရီခွဲပေါ့နော်တနားရီခွဲညမဆန်တော်ချင်းတနားရီခွဲမှာခစားကြမှာဖြစ်တယ်နှစ်သိန်းလုံးကကျွန်တော်ဒီရရင်ကောင်းတဲ့ထောင်နေမှာမရှိကြဘူးပေါ့နော်မန်ယူနိုက်တက်ဆိုရင်ကျွန်တော်ပြီးခဲ့ပွဲမှာဆိုစီတက်ကိုကျွန်တော်ယူရိုပါလိဒုတိယကြိုးမှာပိုးဝမ်းနဲ့ကိုပြအင်ခွဲမှာနိုင်ထားတယ်ပေါ့နော်အဲ့ဒါဆိုတော့သူတို့အနေနဲ့ဒါပွဲပန်းလာနိုင်တဲ့အနေထားမှာရှိတယ်မန်ယူနိုက်တက်ကတော့ကျွန်တော်၄ပွဲကျွန်တော်ဒီ၅ပွဲဆက်ပေါ့နော် ်အော်6ပွဲဆက်ပေါ့နော် sorry ပါကျွန်တော်6ပွဲဆက်ဒါရှုံးဝဲမရှိဘူးလေတက်ပြောလို့ရတယ်2ပွဲနိုင်တာတယ်ကျန်တဲ့ပွဲတွေတော့တည်ရည်ကြခတ်တာတယ်ပေါ့နော်အရင်ကောင်းတဲ့ရလက်တော့မဟုတ်ဘူးပေါ့နော် Leicester ကတော့ကျွန်တော် Man United တက်အရှိနေစိုးတယ်ပေါ့နော် Leicester ကကျွန်တော်တန်းစင်းတုံမှာအဆင့်16နေရာမှာရပ်တည်နေပါတယ်အဆင့်16နေရာမှာ Leicester အနေနဲ့ဒီရသည်ဟိုတန်းစင်းဖို့ကျွန်တော်ဒီအာလာလာကြီးလည်းရှိနေရပါတော့လက်စတာကတော့ကျွန်တော်28 28ပွဲဆိုတော့ကျွန်တော်တပွဲရောက်ကစားထားတာတွေ့ရတယ်ဒီပွဲမှာနိုင်မယ်ဆိုရင်သူ့အနေနဲ့ဒါ အဲအေဝေးရဲ့အထက်မှာရောက်သွားပြီဗောနော်အေဝေးရဲ့အထက်ရောက်သွားပြီဆိုရင်ဘာပဲဖြစ်ဖြစ်တန်းစင်းတော့မှာမလွတ်ဘူးဆိုရင်တော့မှာကျွန်တော်တန်းစင်းတော့ဟိုကျွန်တော်ဒီလို့ဖို့အတွက်အချိန်လေးကောင်းသွားနိုင်တဲ့အခွင့်အရေးတရက်ကိုကျွန်တော်စောက်ကင်ဖို့လိုအပ်တယ်ဗောနော်လက်စတာကဒီဝက်ပြီးရာနဲ့မန်စီးတီးတင်းနဲ့မန်စီးတီးအိမ်ခွင်မှာလည်းသွားကင်ရဖို့ရှိနေတာဖြစ်တဲ့အတွက်ဒီညလက်စတာရဲ့ခြေစွမ်းအားဗောနော်အိမ်ခွင်အား ကင်းပါဝါမှာဘယ်လောက်ကြီးမားလဲဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ဖို့လိုအပ်တယ်တန်ယုံတင်းတွေရဲ့အရုံအဖို့ကျွန်တော်တစ်ချက်ရင်ခုန်မိတယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီနှစ်သင်း body goal ပေါင်းသေးကပထမကြော့မှာဆိုရင် Man United အိမ်ခွင်းမှာ Man United ပေးတဲ့အဲကျွန်တော် body goal ပေါင်းကြီးကအခုလက်ရှိပေးတဲ့ body goal ပေါင်းသေးနဲ့စာရင်အများကြီးကျွန်တော်ပြော့နေတာတွေ့ရတယ် Man United ကသူ့အိမ်ခွင်းမှာ 2+ 90ဝင်ကျင်ပေးထားပြီးတော့အဲ့ဒီတော့က goal ပေါင်းကြီးဆိုရင်ကျွန်တော်3မိုင်50 3မိုင်40ဝင်ကျင်လောက်ဒီဖောက်ခဲ့ရပေါ့နော်3မိုင်40ဝင်3မိုင်40ဝင်ကျင်လောက်မှာကျွန်တော်ဒီ goal ကိုပေါင်းသေးဒီလောက်မှာကျွန်တော်2 1နဲ့အဲ့ဒီတော့ရလက်ကပြီးသွားတယ်အခုတစ်ခေါက်မှာကျွန်တော်ကိုပေါင်းပေါ်ဒီအရန်ပြော့နေတာတိတာနေရပေါ့နော်မန်ယူအသင်းနေနဲ့အဝေးကွင်းမှာ1 plus 90ပြီးထားပြီးတော့ကိုပေါင်းကြီးဆိုရင်3 plus 90ဆိုပြီးတိတိတာတာပျော်ပြောင်းနေတာတွေ့ရတယ်အဓိကဒီဝဲဆုံးဖြတ်ကတော့မန်ယူတိုက်တက်အနေနဲ့ပွဲပန်းလာနိုင်တာတစ်ချက်ရယ်နောက်တစ်ခုကျွန်တော်ဒီကိုပေါင်းပေါ်ဒီစေးအနေငယ်ပြော့နေတာတစ်ချက်ရယ်ပေါ့နော်ပေါ်ဒီသေးနေနဲ့1 plus ကျွန်တော်80 90ဆိုတော့အရင်ပြောတဲ့မှာအရင်ပြောတဲ့ဘက်မှာမသွားပြီမဲ့လေကျွန်တော်ဒီ1 plus 90ဆိုတဲ့ကြီးကတော့ဒါခေါ်ကြီးဆန်တဲ့အနေထားတစ်ခုဖြစ်ပါတယ်အဲ့ဒီ တွက်နောက်တစ်ချက်ကကျွန်တော်မန်ယူနိုက်တက်အနေနဲ့ပရီးမီးယားလိဂ်ကိုအာရုံအရန်ဆိုင် ရန်ထိုက်တဲ့အပိုင်းမှာမရှိတော့ဘူးဗောနော်တို့အနေနဲ့ယူရိုပါလီကနေပြီးတော့ချန်ပီယံလိဝင်ဖို့ဒါကြိုးစားမှဖြစ်တဲ့အတွက်ကြောင့်ယူရိုပါလီမှာချန်ပီယံဖြစ်ရေးကိုပဲသူတို့အာယုံစိုက်နေတဲ့သဘောမှရှိတယ်ပရီးမီးယားလိမှာကစားတဲ့ခြေစွမ်းနဲ့ကျွန်တော်ယူရိုပါလီမှာကစားတဲ့ခြေစွမ်းအကွာကြီးဖြစ်သွားတယ်ဗောနော်အဲ့ဒါဆိုတော့ဒီညလက်စတာအင်ကွင်းမှာလည်း United အနေနဲ့ရှုံးရှုံးနိုင်နိုင်ကျွန်တော်အရန်ကြီး pressure မဖြစ်တဲ့အနေထားလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်လက်စတာရဲ့တန်ယုံအားတစ်ပေါက်ကကျွန်တော်တို့အယူနိုက်တက်ကိုအ ਨੇ သုံးတရေကစားမလားဒါမှမဟုတ်ရင်ကတ်နိုင်သွားမလားထီအောင်ကျွန်တော်တွေးလို့ရတယ်ဗောနော်အဲ့ဒါဆိုတော့ဖြစ်နိုင်ရင်ကျွန်တော်အနေနဲ့ဒါအောက်ဆုံးကိုပဲ အကြိုက်တွေ့မိပါတယ်ဗောနော်အောက်ဆုံးဆိုတာတက်ကျွန်တော် Man United ကိုကျွန်တော်ငင်းပဲပြီးတော့ရွေးချယ်ပေးရမှာရွေးချယ်ပေးရမယ့်လမ်းစဉ်ကိုတိတ်ပြီးတော့မသွားတော့ဘဲနဲ့ဗောနော်ဒီနေ့အနေနဲ့ဒီနှစ်သင်းတွေ့တိုင်းကျွန်တော်ဒီနောက်ဆုံး၄ဘွယ်တိုက်၉ဘွယ်ထားခဲ့တဲ့အဲဒီလက်ရှိဒီနှစ်သင်းရဲ့အခြေအနေကိုလက်ရှိဂိုးပေါင်းကြီး3 break 90ကတော်တော်လေးပျော်ပြောင်းနေဖွင့်လှစ်မှုလို့ပြောရမယ်။အဲ့ဒီအတွက်ကျွန်တော်ဂိုးပေါင်းလေးကိုပဲအဓိကအဲကျွန်တော်ဒီပြောပြပေးသွားမှာဖြစ်ပါတယ်။ဂိုးပေါင်းအရန်ပျော်ပြောင်းနေတယ်။လေဝက်ဇက်တိုက်ပေါ်ထားတဲ့ဒီနှစ်သင်းရဲ့လက်ရှိရှည်စမ်းကအဲကျွန်တော်တို့ အဲကိုးပေါက်ကိုသွားမဲ့အနေအထားတွေအများကြီးတွေ့ရတယ်ပေါ့နော်လက်ရှိ United ရဲ့ပွဲပတ်မှုတန်ရဲ့ Leicester City တင်းရဲ့ဒါကျွန်တော်တို့တိုက်စစ်ကဂိုးမရတဲ့အချက်တွေကိုထည့်တွက်မယ်ဆိုရင်တော့ဒါဂိုးပေါင်းအောက်ကတော့အတော်လေးကိုကျွန်တော်တို့ရွေးချယ်ရတာပျော်ရွှင်မဲ့ရလဒ်တကူဖြစ်လာမယ်လို့ကျွန်တော်စိတ်ထဲမှာတွေးနေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်သင်း Leicester City နဲ့ Man United ဒီနှစ်သင်းရဲ့ပွဲစဉ်မှာအဲကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကိုဒါကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီညဆိုကာ sharing ပါမိ YouTube channel ရဲ့အကြိုက်ကတော့ ဂိုးပေါင်းအောက်ပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်အကြိုက်တွေမှာ like ကစားကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အဲကျွန်တော်ဒီ Super Sunday မှာတော့ lucky ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲဒီည Super Sunday အတွက်တပွဲကောင်းမှန်မှာဒီကကျွန်တော်ထပ်ထုတ်ထားပါတယ်အဲ့ဒီအတွက် Super Sharing ဘာမီ YouTube Channel ရဲ့တပွဲကောင်းမှန်မှာဗောနော9 Bay အနေနဲ့တော့၎င်းကစားခြင်းနဲ့ဆိုရင် Viber Number 39 0690 83190ဆိုတဲ့ဖုန်းနံပါတ်မှာဒါလာရောက်ခိုင်းပြီးတော့9 Bay ယူလို့ရပါတယ် ကျွန်တော်ထပ်ပြောပါမယ် Viber နံပါတ်0609980 3300ပဲဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ